ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များတင်ပါဗျာအဲ့တော့တပည့်တော်တို့ဒီနေ့ရှင်ဗျာအခုဆိုလို့ရှိရင်ဗီယက်နမ်ခီးစဉ်ကြီးတကြောင်ပြောပြအောင်ရှင်ဗျာဘလို့ဖြစ်လို့ရှင်ဗျာအဲ့ဒီအဲဗီယက်နမ်ကိုရောက်သွားရလဲသတင်းသုံးမှုဟောအကြောင်းတရားလေးကိုပြောပြမယ်ဆိုတော့ဦးစင်းတာတမဝရိတ်တာဆရာတော်အရှင်ဥဒ္ဓမတာရနဲ့လိုက်လာတာပါအဲဦးစင်းလည်းဥဒ္ဓမတာရကိုတနှစ်ခွဲလောက်ရှိပြီစကားမလန့်မပြောပြတာဘာကြောင့်လဲဆိုတော့ ူရဲ့ဟိုတရားပြတဲ့အလုပ်တည်းရယ်ကိုလည်းတရားပြချင်တာရယ်ကိုလုံနေကိုလုံနေကြတော့အဲဥစဉ်တို့မတွေ့ဖြစ်ကြဘူးပေါ့အဲ့ဒါဥမာနေ့မှာသူဟိုအိန္ဒိယကမြေကိုတာနာပြုမြေဝယ်ဖို့ရန်ကုန်ကမြေတွေရောင်းမယ်ဆိုတဲ့ပြဿနာနဲ့သူသွားပြီးတော့တင်လိုက်တဲ့အခါမှာကိုတော့ဒါတော့မလုံသိမှုလို့ပြောရင်းနဲ့နေပြီးတော့လိုက်ခဲ့ပါအောင်ဆိုတဲ့လိုက်လာတာနေပြီးတော့သွားတဲ့လမ်းပေါ်မှာလဲအဲ့ဒီဗီယက်နမ်စီခီးစဉ်ရှိတယ်ဆိုတော့လိုက်ခဲ့မလားဆိုတော့လိုက်လို့ရပါတယ်လို့ ကိုစိတ်နဲ့ကိုလဲမှာကိုစိတ်နဲ့ကိုပဲလိုက်ခဲ့မယ်လို့အဲ့ဒါနဲ့ပဲလိုက်လာခဲ့တာပေါ့ဆိုတော့ဒီနေ့ဦးဇင်းကဆက်နေဗီယက်နမ်နိုင်ငံမှာတော့ဆရာကြီးဘာတွေများထူးခြားမှုရှိနေကြဗျသာသနာရေးနဲ့ပတ်သက်ဘာတွေထူးခြားမှုများရှိလဲအခုသတင်းသုံးနေနေရာလေးရဲ့အခြေအနေလေးရှင်းပြပေးပါတကယ်တော့ဗီယက်နမ်ဆိုတာကအဲရင်းနှီးကွန်မြူနတီနိုင်ငံကဘောမှာဆိုဗီယက်ဗီယက်နမ်တို့ရဲ့ တိတ်မကြံတော့ဘူးလေကွန်မြူနိုင်ငံကြီးအဲ့လိုတော့ကြားမိတယ်ပေါ့ဒီမှာမဟာယာနကြီးစိုးတယ်လို့လည်းသိရတယ်လို့တကယ်တော့တောင်ဘီယန်နန်နဲ့မြောက်ဘီယန်နန်နဲ့ရှိခဲ့ဘူးတော့တကယ်တော့ဗီယန်နမ်ဟိုချီမင်းမှာဦးဇင်းတို့အခုရောက်နေတာတော့တောင်ဘီယန်နန်ပဲပြောမှာဟိုဘက်ကဟနွိုင်းတို့ကြတော့အဲမြောက်ဘီယန်နန်ခေါ်မယ်သူတော့တရုတ်ပြည်နဲ့ဆက်တော့အဲ့ဘက်ကမှတော့တာအိုဝါရတွေကွန်ဖျူရှပ်ဝါရတွေကတော်တော်လွှမ်းမိုးခဲ့တယ် ဒီဘက်မှာကြတော့ပင်လေကန္နာဒေတာဆိုတော့ကြတော့သူတို့ပင်လေဟိုကိုင်းဝန်းအရှိဆုံးနိုင်ငံထဲမှာဗီယက်နမ်ပါတယ်ပေါ့အဲကြတော့ဟိုပင်လေကိုင်းဝန်းဒေတာဆိုတော့အဲ့မှာခုနလူအဲခရီးယန်တွေတော်တော်များများဝင်ထားခဲ့ဘူးတဲ့နဲ့တူပါတယ်ဒီမှာတော့ရိုမန်ကက်သလစ်တွေတော်တော်များများရှိတယ်လို့သိရတယ်ဘုရားဘာသာအနေနဲ့တော့အဲခုနလူတရုတ်ပြည်နဲ့အိန္ဒိယဆင်းသက်လာတဲ့ ဗုဒ္ဓဘာသာထဲမှာမဟာယာနဗုဒ္ဓဘာသာဒီကဒီဘက်ကမွန်ဂိုဒီနဲ့ပါလာခဲ့ပုံရပါတယ်အဲဒီဘာသာရေးအရာอืมတော့ဆင်ပြကြည့်ရတာအဲရတယ်ဦးတင်တော့အဲ့ဒါကလိုင်းကဟိုသူတို့ကြောညာတွေတအားတက်ပါတယ်သူတို့ခြေတော်ကဒါတော့ဒီနောက်ကအဖူစွန်ဆိုတဲ့ကျောင်းတော်ကြီးပေါ့ဧက38ဧကကျဲပြီးတော့တန်ဃာပေါင်းအပါ 600လောက်ကဒီထဲမှာရှိနေတယ်အဲ့ဒါမှမဟာယာနရည်လည်းပါတယ်အာထုတ်တော်ထေရဝါဒအာထုတ်တာဒီကဆရာတော်ကြီးကမှအားလုံးစောင့်ရှောက်ထားတဲ့သဘောပေါ့လောလောဆယ်သဘာဝရိပ်တာဆရာတော်လည်းဒီမှာသူကအဲနှစ်ထပ်ကျောင်းတော်နေတနေရာယူပြီးတော့သူ့ရဲ့တာနာပြုလုပ်ငန်းတွေဒီမှာလုပ်တယ်ပေါ့ဆိုတော့ဒီမှာစနေနေ့တိုင်းသူကျမ်းမာရေးအဲစောင့်ရှောက်တဲ့ဟိုဒီနန်တိုင်းစင်းနဲ့သူတို့အဲအစိုက်ထားဘာညာကုလုပ်ပြီးတယ် စနေနေ့တိုင်းဒီထဲကအလုံးအတွက်ပေါ့ဒီထဲကယောဂီတွေအလုံးလာကြတယ်ဥဒ္ဓမသားနဲ့လိုက်လာကြဥဒ္ဓမသားကလည်းကိုယ်နေရာပြီးပါတယ်ဆိုတော့ဒီမှာတော့အခုမြောက်ဦးဆရာတော်တရားဝဲလဲလုံနေတယ်ဦးစင်းကတော့ဒီမှာလာပြီးတလားလောက်နေရင်တရားလေးအထုတ်ရင်အလို့ပေါ့လာရောက်ပြီးတော့အဲဒီနေ့နိုင်ငံဘာသာရေးအချို့လေ့လာရင်အဲနိုင်ငံညလည်းမထွက်တာ၄၅၆နှစ်ရှိပြီဆိုပြီးတော့ထွက်ဖြစ်တာပေါ့လွန်ခဲ့နှစ်နှစ်လောက်ကဥဒ္ဓမသားနဲ့ ဥဒမသာရရဲ့ဟိုအဲမေကုရိတ်တာတို့အခုနမဟာချိုင်ရိတ်တာတို့အဲ့လိုပေါ့ကျမ်းမာရိတ်တာလိုက်ပြီးတော့လိုက်ကြည့်ဘူးတယ်ဆိုတော့ तू လုံနေတာတွေတော့ကောင်းတယ်ဒါပေမဲ့ခုနကအငင်းပွားပွယ်လို့ပြောရမယ် तू ကတော့မေတ္တာစေနိုင်လို့တော့ तू နောက်မှာတော့ထိမ့်သိမ့်မှုအင်အားက तू ဝီနီးနဲ့လည်းမထိမ့်ဘူးဥပရိနဲ့လည်းမထိမ့်ဘူးလွတ်လပ်ခြင်းနဲ့ထိမ့်တာအဲ့တော့လွတ်လပ်တဲ့အတွက်ပြဿနာတွေတော့အများကြီးများတယ်သူ့ရဲ့စေနာကတော့သူ့ရဲ့စိတ်ဓာတ်ကတော့ လူတိုင်းမလိုက်နိုင်လောက်ကိုတော့ပါတယ်ဒါဥစဉ်ကတော့ဥစဉ်ရင်တော့နဲ့သူနဲ့တွဲလာခဲ့တော့တိတယ်ဆိုတော့အခုဒီလဲတာနာပြုလုံကသူ့ကိုကြီးညိုတာကတော့တော်တော်များများဒီမှာကြီးညိုကြတယ်အဲသူဘာပြောပြောယုံကြည်လောက်ကိုကြီးညိုတယ်ဒါတော့နှစ်ခုကမာစီဆရာတော်ဖျားကြီးဒီမှာဒီအဲဒီနောက်ကအဲဖူဆွန်တိန်တော်ကြီးပေါ့ဖူဆွန်ကျောင်းတော်ကြီးဆိုရင်မာစီဆရာတော်ကြီးရဲ့စီရီရောအကုန်လုံးရှေ့ဆရာတော်တော်များများရဲ့အဲဟာကြီးများများရှိတယ် ဦးစင်းတော့ဥမာနေ့ကဒီအတိုက်အုပ်ဆရာတော်စုခွားသူလိုက်ပို့လို့35ခုနှစ်ဧကလုံးလိုက်ကြည့်ရဲအခုတကားတော့ပြရင်တော့ဒီနောက်ကျောမှာပေါ့အဲအဲ့ဒါအဲ့ဒါမျိုးကျောင်းနေအဲ့လိုအကုန်လုံးဒီမှာအဲ့ဒါအဲ့လိုကျောင်းနေအဲ့လိုပါရလိုက်တာရှင်အဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပါရတယ်ရှင်တော့တပ်ပဲဟုတ်တယ်ဒါလေးတော့အကုန်တင်ပြပါမယ်ဒါအကုန်လုံးကကျောင်းဆောင်ဒီဘက်ကဟိုဘက်ကစာကြည့်တိုက်ကြီးဒါ library အတင်းပါရှင်ဗျအဲအဲ့လို library ရဲ့ဟိုဘက်မှာတော့ဒီကျောင်းတိုင်ဆရာတော်ဖျားကြီး ဦးစက်နောက်မှာဖူးရသေးဘူးရောက်နေတာ10ရက်လောက်ရှိပြီအင်းဆရာရပါဗျာဒီနောက်ကတော့မကြောင်းဆောင်လေးတွေအခုတကားတော့တဲတဲ့မြင်တဲ့ဟာလေးတွေအကြောင်းဆောင်လေးတွေပဲကြောင်းဆောင်အဲ့အဲ့ဒါတို့ရဟိုဘာလို့6ပေ10ပေလောက်ကျောင်းဆောင်လေးတွေပဲအဲ့ဒါမျိုးတွေမှာနေကြတယ်။တန်ခါတော်တော်များပြည့်။အဲ့တော့ရှင်ဗျာတပည့်တော်ကြည့်ရအောင်သာသနာကလည်းသာသနာပြုမှသာသနာပြန့်ပွားမှာဟုတ်အခုဗီယက်နမ်နိုင်ငံကအများစုကခရစ်ယာန်ရှင်ဗျာ ။နောက်တစ်ခုကျန်တဲ့ဘာသာတွေလည်းများပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာအနေနဲ့တော့နည်းလေးပေါ့ဟိုသာသနာပြုဖို့လိုအပ်နေသေးတဲ့ပုံပေါ်တယ်လို့ဒီတကယ်တော့တို့ကဒီမှာဗုဒ္ဓဘာသာဟာ80ရာခိုင်နှုန်းရှိပါတယ်။မဟာယာနတွေများနေလို့သာဗုဒ္ဓဘာသာအနေနဲ့သူပြောလို့မရတာဟိုခရီးယန်က100ရာခိုင်နှုန်းလောက်ပဲရှိတယ်။အဲ့လိုပြောပါ။ဒါပေမဲ့နည်းနည်းတိုးရလာလားလို့တိုးရသလားလို့ရှင်ပြ။ဟုတ်လား။အတန်းတော့ဒါပဲဒါရက်တော့ဥစ္စာလုံးလုံးမြတ်ဒါရက်ရှင်းပြရှင်းပြပါလားပြပါလားရှင်းပြရှင်းပါပြပြလောက်စလေတလောက်ပါ ကျွန်တော်ကြားလို့နည်းနည်းလေးတွေ့ရသလားပဲခံစားရတာပါပြန်ဟုတ်တယ်ဦးစင်းလည်းအဲ့လိုပဲခံစားရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဘာပြောပြောကိုမသာသနာပြုမှသာသနာပွားမှာဦးနော်သင်ပါလေဗျာဟုတ်ပါတယ်ကိုမောင်မောင်ခုနကလိုပေါ့ဟိုဦးစင်းတို့တာနာပြုတယ်ဆိုတာလေဖရားရဲ့အဲလုပ်ငန်းစဉ်ရှိတယ်လीဖရားကတုတ်ဝီနီအပိဓမာဆိုလို့ဝီနီကိုလွတ်လို့မရဘူးဆရာတော်ဥဒ္ဓမာတာနာကတော့နည်းနည်းလေးသူကဟိုဘယ်လိုပြောမလဲဝီနီကိုအလေးမထားတာတော့မဟုတ်ပါဘူး အဲဝီနီသဘောကိုတင်ကြားမှုအားနေခဲ့ပြီးတော့တောင်ပြန်တပားဖြစ်နေတော့ခက်တာပေါ့ဥစဉ်တော့ကတော့ရဟန်းဝတ်တော်မယ်ဆိုတာနဲ့ဝီနီဟာအသက်ဝီနီဟာတာဏတအာယုလို့ဆိုတာဟုတ်ဆိုတော့နောက်ပြီးတော့တုတ်ဝီနီအဘိဓမ္မာဆိုလို့ပဲဥစဉ်တို့အဘိဓမ္မာဝိတုဒ္ဓိမေတ္တိကာကျော်ရေးတက်ခဲ့တော့စာပေနဲ့ဥစဉ်တို့နည်းနည်းမကင်းအောင်နေရတာပေါ့ဒီမှာဖြစ်တယ်ဆရာတော်ဥဒ္ဓမာတာရကတော့သူကဟိုတောင်မြန်းလည်းဖြစ်လာတယ်စလာခဲ့တယ်သူကသူ့ကိုယ်သူအရိယာအဲလမ်းပေါ်ကိုရှောက်မယ်ဆိုတဲ့စိတ်မျိုးဆိုတော့သူ့မှာ စာတင်မှုအချိန်မပေးတော့ဘဲနဲ့ပရိတာတွေတိတ်ခွေတွေလှုပ်လာရင်လည်းလှုပ်လာတာပေါ့ဒါပေမဲ့ဒီကနေ့တော့ညင်းပွားပွေရာဖြစ်နေတာတော့အများကြီးပဲအခုလဲသူ့ရဲ့ဥစ္စာကအကြောင်းပေါင်းကလည်းတရားကျော်လောက်ရှိတယ်မြန်မာနိုင်ငံထဲမှာတင်တရားကျော်လောက်ရှိပြီးကမ္ဘာနိုင်ငံအသီးသီးထိုင်းမှာတွေပေါ့အဲ့ဒါလဲအဲအခု20 30လောက်ရှိတယ်အခုလဲသူဟိုဆီပြေတိုင်းမှာတစ်ချက်လောက်ထပ်ပြီးတော့တစ်ချက်ပြောင်းဝင်လို့ရှိရင်အဆင်ပြေလားဘာကြောင့်လဲဆိုတော့အချင်းများတာနည်းနည်းတိုးတော့ ဘယ်လိုလုပ်လို့ရမလဲပြန်လှုပ်လိုက်ရှင်းတယ်ဘလောက်မှတော့ခက်ခဲမယ်မထင်ရှင်ဗျာဟုတ်လားအဲ့ဆိုတော့ကြိုးစားကြည့်လိုက်မယ်နိရှင်ဗျာခဏထွက်လိုက်ပြီးပြန်ဝင်လိုက်အောင်ဟုတ်ပြီရှင်ဗျာပြန်ပြီးတော့ဝင်လိုက်ပါဗျာခိုင်းနော်အာအခုကအာဟုတ်ပြီဟွန်းဟွန်းစီးပြီးပါတယ်ရှင်ဗျာ อืมလက်ခံပြီးသားပါကြီးရှင်ပြအဲရှင်ပြအရှင်ပြပါရှင်ပြပြောလိုက်ပါဦးอืมอืมအဲ့တော့ရှင်ပြတော့သာသနာလဲသာသနာပြုမှအဆင်ပြေတာနိုင်ငံတော်အစိုးရအနေနဲ့ကလည်းချီးမြှောက်မှလည်းအဆင်ပြေမှာလို့တပည့်တော်ထင်တယ်ဗျ BNN နိုင်ငံမျိုးမှာဥပမာပြသာသနာကိုတရားဝါဒဗုဒ္ဓသာသနာကို BNN အစိုးရကရော BNN လူကြီးတွေပေါ့အဲဒီအာဏာပိုင်တွေကရောချီးမြှောက်ရလားရှင်ပြ ချင်းမြောက်တယ်အဲနောက်ပိုင်းမှာတော့ချင်းမြောက်တယ်လို့ပြောရမယ်နဲ့ဒီပါလေအခုဒီကျောင်းတော်ကြီးဆိုတာမြန်မာနိုင်ငံမှာဒါမျိုးကျောင်းမျိုးမရှိတော့အောင်ကြီးပါတယ်ဒီဆရာတော်ကြီးကဒီဖူဆန်ဆရာတော်ကြီးကဘီယန်နန်နိုင်ငံငယ်မှာတင်ဒါမျိုးကျောင်းပေါင်း20ကျော်လောက်ရှိတယ်လို့သိရပါတယ်ဒီလိုကျောင်းပေါင်းဒီလိုကျောင်းပေါင်းဒီကျောင်းကတော့ဘီယန်နန်နိုင်ငံထဲမှာအကြီးဆုံးကျောင်းပေါ့အဲနောက်ပြီးတော့အမေရိကန်မှာလည်းဒီဆရာတော်ကြီးရဲ့ကျောင်းပေါ့ဒီဆရာတော်ကရှေ့ဆရာတော်နဲ့တူပါတယ်အခုနောက်ထပ် ဆရာတော်ကတော့ဥစဉ်လဲသွားတော့မဖူးရသေးဘူးအတက်တော်60ကျော်ပဲနဲ့တူပါတယ်ကျင်ပါဆရာနောက်ပိုင်းဒီမှာတော့ဟိုနောက်ထပ်ထင်းသိမ်းမဲ့အဖွဲ့လေးရှိပါတယ်ဒီမှာဆရာတော်ကြီးကတနည်းအားဖြင့်တနည်းအားဖြင့်ကျောင်းကဧကကျဲလူဖျားအဆူကြီးအများကြီးပဲဟိုတကတော့မြင်အောင်ပြောရင်ဒီမှာလည်းဖျားရှိတယ်အဲ့လိုကျင်ပါဆရာပြတယ်အဲ့လိုပဲဒီဘက်ဒီဘက်မှာလည်းအဲ့လိုဖျားကြီးရှိတယ်အဲ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 ဖျားဆိုအဲ့မှာအဲ့လိုဖျားတွေအများကြီးပဲထိုင်တော်မူကြီးတွေပေါ့ ခုဒီယာကြီးကအဲ့လိုပေါ့ဒါလည်းဟို PDR ပီနီယာလောက်ရှိတဲ့အရှည်ကြီးအဲ့ဒါရဲ့ဥစဉ်နောက်ကျောမှလာပြတာဒီမှာလည်းအကုန်လုံးကြွေပြားတွေခင်းထားတာပေါ့ဟုတ်ပါရှင်ပြအဲ့တော့တပည့်တော်တို့အခုဒီနေ့အဓိကပြောမယ့်အကြောင်းအရာလေးတွေမှာပေါ့နော်အဲ့တော့သာသနာဟာလည်းစောင့်ရှောက်မှသာသနာကလည်းချီးမြှောက်မှနော်အဲသာသနာအခုမြန်မာနိုင်ငံမှာလည်းသာသနာနဲ့ပတ်သက်လာလို့ရှိရင်ချီးမြှောက်မှုတွေဘလို့အားရမှုရှိရလားရှင်ပြအခုမြန်မာနိုင်ငံမှာအခုလောတဲ့နာဆာကအလူကြီးမင်းဥက္ကဋ္ဌကြီးကတော့ဦးမင်းအောင်လိုက်ပေါ့ဗျာနော် သူလက်ထက်မှာအဲမြန်မာနိုင်ငံမှာတာသနာနဲ့ပတ်သက်ပြီးတော့ချီးမြှောက်မှုတွေအဲဆင်ပြားလို့တန်ခါတော့တပားအနေနဲ့အားရရလားဖေ။အေးဒီကခုနကြောညာတွေဝင်နေရလားတန်အားရသေးလား။ဒါပါရပြီဗျာရပြီ။အဲ့တော့ဆင်ပြားလို့အားရမှုရှိရလားဟိုနာဆာကဥက္ကဋ္ဌကြီးရဲ့တာသနာနဲ့ပြောရင်တော့ဟိုနာဆာကဥက္ကဋ္ဌကြီးလောက်တာမကျေနပ်ဘူးဆိုရင်တော့အားရမှုမရှိဘူးဆိုရင်တော့ဥစ္စာကျေနပ်ရတယ်တခါကြီး ပါဗျာဦးစင်းတော့နိုင်ငံသားတယောက်လीအုတ်ချုပ်တဲ့လူကိုခန္ဓာကိုယ်သတိုက်လို့လည်းမရဘူးလीအဲ့တော့ဟိုမကျေနပ်ဘူးဆိုရင်ဦးစင်းတို့အတွက်ဟိုမပြီးစီးနိုင်တဲ့ဇလံကြီးရှိမှာဆိုတော့ဦးစင်းတို့ကျေနပ်လို့မကျေနပ်လို့ဆိုတာဦးစင်းတို့ကိုယ်တိုင်ကကို့အလုပ်ကိုလုပ်နေရင်ကျေနပ်ဖို့ကောင်းပါတယ်ကို့အနောက်ရှက်မပြူဘူးဆိုရင်ကျေနပ်ဖို့ကောင်းပါတယ် အဲသူတို့လည်းအုတ်ချုံမှုအလုပ်တွေလုပ်နေရတော့အများနဲ့ရင်ဆိုင်တဲ့အခါမှာဘုရားကွန်ကြီးတပါးတဲ့အုတ်ချုံနေတာမဟုတ်သလိုကျန်တဲ့ဆရာတော်တန်ဃာတော်တွေညိမ့်နေဦးစင်းတော့လည်းထေကြီးဝါကြီးတွေရဲ့အဲတာနာအောက်မှာနေရတော့ထေရဝါရဆိုတဲ့အတိုင်းထေကြီးဝါကြီးတွေရဲ့ဖိတ်ညွန်ညင်မှုစိတ်ကွက်မှုမရှိဘူးဆိုရင်ဦးစင်းတို့လည်းကျင့်တတ်တယ်ပဲပြောရမှာပါဆိုတော့တာနာတော်တွတ်တက်လာလာဆိုတော့လေတာနာတော်တွတ်တက်အောင်လုပ်ရမှာရဟန်းလုပ်ပါ နိုင်ငံတော်တွတ်တဲ့အောင်လို့မှာနိုင်ငံတော်ရဲ့အကြီးအကဲအလုပ်သူသူ့လုပ်သူလုပ်ကိုယ်လုပ်ကိုယ်လုပ်ဆိုရင်ဦးဇင်းတို့အနေနဲ့တော့တိတ်ငြင်းရမရှိပါဘူးဒီမှာရှိမှာဒီမှာဒါဦးဇင်းအမြင်ရပြောရတယ်ဦးဇင်းတို့ကလွတ်လပ်ခွင့်ရှိတယ်အဲဦးဇင်းတို့မှာခုနကလို့ပေါ့ဦးဇင်းရဲ့အချက်ကလည်းမြို့နယ်တန်ခါနာကစားဦးဇင်းတို့လည်းဟိုစောင့်ကြည့်တယ်ဦးဇင်းတို့လက်မှတ်ထိုးပါပါညာဆိုရင်သူတို့ခိုင်းတာကိုဦးဇင်းတို့လုပ်တယ်ကိုယ်လုပ်တဲ့နာကိုလုပ်နေတယ်အဲသူတို့နဲ့ကိုကြမ်းမှာမကြည်လည်မှုတွေရှိနေရင်တော့ ။ဦးစင်းကငယ်သူတယောက်အနေနဲ့လက်ခံလိုက်တယ်ဆိုရင်ဒါကမပြည့်လဲစရာမရှိပါဘူး။အရေးကြီးတာကယဟန်ဟာတန်တရားကလွတ်ဖို့ဆိုတဲ့အလုပ်ပဲလုပ်ရမှာပါ။ဦးစင်းကအတက်ကလည်း60ကျော်လာပြီဆိုတော့ဦးစင်းကတန်တရားလွတ်ဖို့ပဲလုပ်ဖို့အခုလိုဒီမှာတရားစခန်းကြီးလိုက်လေးလာတယ်ကိုရိုင်းတရားဟောပေးတယ်ကိုရိုင်းလည်းကြည်ကြံအားထုတ်နေတယ်အဲဟောတဲ့ဆိုရလဲကိုကိုရိုင်းကဘဝကိုစွန့်လာခဲ့ပြီးမှရဟန်းဖြစ်ပြီးလားမတိပဲနဲ့မစွန့်ခဲ့လို့ စွန့်ခဲ့တာလဲငတ်လို့ပြက်လို့အနည်းစရာထိုင်စရာမရှိလို့မဟုတ်ပဲတစ္ဆာဓမ္မကြောင့်ဒီဘဝဟာအလွန်အေးချမ်းလို့တကယ်ကို အချိန်တိုင်းချမ်းသာနေလို့ဥစဉ်ဒီဘဝကိုရောက်လာတာလူဘဝကကိလေသာနဲ့ဇနီးမယားတမိသားရှိနေတယ်လို့သူတို့လည်းအောင်မြင်နေတာပဲသူတို့ပေးခဲ့ထားခဲ့တာရယ်လေဟိုထိုက်တန်တာတောင်ပူသေးတယ်ဒါကြောင့်သူတို့လည်းသူတို့ဘဝလေးတွေကိုပြန်ပြီးအောင်မြောင်ရက်တည်ပြီးသူတို့လည်းလွတ်မြောက်စေခြင်းတယ် ဦးစင်းကဘုံကြီးဝတ်သွားလို့တို့သီလရှင်လိုက်ဝတ်ပါလို့ဦးစင်းမပြောလို့ဒါပေမဲ့ဦးစင်းတိတဲ့အသည့်တွေကိုဒီနေ့ရပါစီလို့တော့အောင်းမိတယ်လောကထဲမှာနေနေတဲ့တို့ကိုလည်းဦးစင်းတို့ကခွင့်လွှတ်ထားလိုက်တယ်ဒီလိုပဲနိုင်ငံတော်အကြီးအကဲတွေပေါ်မှာလည်းဦးစင်းတို့ခွင့်လွှတ်ရတာဒီစွန့်လွှတ်ရတာဒီအများကြီးပါပဲကိုကနိုင်ငံရေးအမြင်လူမျိုးရေးအမြင်ဘာသာရေးအမြင်ရှိလို့အကုန်လုံးကိုခန္ဓာကိုယ်သာတိုက်နေလို့လည်းမရဘူးပေါ့တို့မှလည်းနော် level กว่าတာပေါ့ ရရွာဥက္ကဋ္ဌကရရွာအတွေးခေါ်ပဲရှိလို့နိုင်ငံတော်ဥက္ကဋ္ဌကနိုင်ငံတော်အတွေးခေါ်ရှိမှာပေါ့အဲ့ဒါပေါ်မှာနားလေတတ်တာကူကရန်တပါအတွက်စွန့်လွတ်တတ်တာကူကချမ်းသာခြင်းပဲဒါကြောင့်အရှင်ပြအုပ်ချုပ်မှုပေါ်မှာမကျင်တတ်တာရှိလားဆိုမရှိဘူးအဲသူတို့ကကိုယ့်ပေါ်နိုင်တဲ့စီရင်ဖြစ်နေစနဲ့ကျင်တတ်တယ်ဘာကြောင့်လဲဆိုတော့ဥစဉ်ကနိုင်ငံတော်အာဏာလုမှလည်းမဟုတ်ဘူးလို့နိုင်ငံတော်တန်ခါနာကဥက္ကဋ္ဌရာထုလေရှာမှာမဟုတ်ဘူးလေ တင်ပါရှင်ဗျာဒီလိုတွင်ဥစဉ်တို့ကအေဂျင့်နေလीဥစဉ်ယဟန်ဘွားရောက်တာကအဲ့လိုအာနာယူဖို့ကြော်ကြားဖို့တခုမှမဟုတ်ဘူးဥစဉ်ရဲ့လှုပ်ဆောင်ချက်တွေဥစဉ်ရဲ့အပြောတွေဥစဉ်ရဲ့အမြင်တွေဟာဒီကနေ့ဗုဒ္ဓဘာသာအတွက်ကောက်လို့ကြိုက်လို့အဲဥစဉ်ရှင်းလိုက်လို့လားဘာသာကြားတွေနဲ့ဥစဉ်နဲ့ရှင်းပြလိုက်လို့ဘာသာကြားစာအုပ်တွေထွက်တယ်အတိုင်းပြည်အတွက်အထောက်ပံ့ဖြစ်တယ်ဥစဉ်ဘာသာကြားတွေရှင်းပြလိုက်လို့ဘာသာကြားတွေဗုဒ္ဓဘာသာနားလည်လာတယ်ဗုဒ္ဓဘာသာဝင်လာတယ်ဒါမျိုးလေးတွေပေါ့အဲ့ဒါတွေကဥစဉ်ရဲ့အောင်မြင်မှုတွေပေါ့ ဒါလိုပဲဗုဒ္ဓဘာသာထဲမှာရှိတဲ့နတ်တွေဘိုးတော်တွေခိုင်းစရာတွေဥစဉ်ဆွေးနွေးတယ်မုန်းလို့လည်းမဟုတ်ဘူးဥစဉ်ရဲ့ဖျားပေါ်အမြင်ခန္ဓာပေါ်အမြင်ဓမ္မပေါ်အမြင်ပေါ့ဥစဉ်ရဲ့အမြင်ကအခုနလိုပေါ့အလုံးလက်ခံနိုင်တဲ့အခြေအနေမျိုးလို့ဥစဉ်ရက်တည်နေတာပါပဲဒီမှာရှင်ပြတယ်ပါအဲ့တော့ရှင်ပြအဲသာသနာတော်ပေါ့နော်အခုအဲသာသနာကိုဥဆောင်နေတဲ့ဒီမဟာယနနာမဟာနာဆရာတော်ဘုရားကြီးဒီပုံမှာလည်းရှင်ပြအနေနဲ့က မိတို့တော့မှစိတ် question လည်းမရှိဘူးသာသနာတော်အခုကျွန်တော်တပည့်တော်တို့နိုင်ငံမှာအုပ်ချုပ်နေတဲ့အုပ်ချုပ်သူရရှိလူကြီးမျိုးများပေါ်မှာလည်းတပည့်တော်အရှင်ပြားအနေနဲ့ကလုံးဝအဲဂျင်းတဲ့စိတ်တွေအပြေအဝရှိသလိုအခုယဟန်ဘွားမှာလည်းအချိန်တိုင်းအချိန်တိုင်းဟာချမ်းသာနေတယ်လို့အရှင်ပြားပြောတယ်တပည့်တော်နားလည်ပါလေအရှင်ပြားအဲ့တော့အခုအဲကျွန်တော်တပည့်တော်တို့နိုင်ငံက NASA ကဥက္ကဋ္ဌကြီးပေါ့နော် ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဝေမှန်မှုတွေ မြင့်တက်နေတယ်။တန်ဃာတော်တွေကြားမှာလည်းဝင်ပန်မှုတွေမြင့်တက်နေတာတွေ့ရတယ်ရှင်ပြ။အဲအဲ့ဒါကဘာလဲဆိုတော့ NASA ကဥက္ကဋ္ဌကိုရုရှားနိုင်ငံကဖိတ်ကြားတယ်ပြ။ဖိတ်ကြားဖိတ်ကြားတဲ့ခါမှာနိုင်ငံတော်အဆင့်အနေနဲ့သွားတယ်။သွားပြီးတော့ဟိုမှာတကယ်ကမ္ဘာအဆင့်ကောင်းဆောင်တယောက်နဲ့နော်ကမ္ဘာကောင်းဆောင်တယောက်နဲ့ပေါ့နော်။ဒါမျိုးဂုံတီရှိစွာနဲ့ဆွေးနွေးတာတွေတွေ့ရတယ်ရှင်ပြ။အဲ့ဒီမှာဥအကဝေးဥစည်းချုပ်ပေါ့နော်။တပည့်တော်တို့ဒီဥက္ကဋ္ဌကြီးဒီဥမင်းအောင်နိုင်ကပြောတဲ့စကားလေးပေါ့။အဲ့ဒီစကားထဲမှာ ်ဘုရားကဗျာဒိတ်ပေးခဲ့တယ်ပေါ့ဗျာဒိတ်ပေးခဲ့တာဟာဒီရုရှားနိုင်ငံရဲ့သမ္မတကြီးဟာဘုရားဗျာဒိတ်နဲ့ကိုက်ညီနေတယ်ပေါ့အချင်းကြလို့ရှိရင်ရုရှားနိုင်ငံဟာလက်နက်အင်အားနိုင်အင်အားကြီးနိုင်ငံကြီးစကြဝဠာမင်းကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံနဲ့ပေါင်းဖက်ရမယ်ဆိုတဲ့ပုံစံမျိုးတွေအထိအဲဦးမေအောင်လည်းပြောလာတော့တက်ပတ်သက်ပြီးတော့တန်ခါတော်တွေကြားလာမှလည်းဝေဖန်မှုတွေစစ်တန်ခါတွေဆိုဂျင်းထဲပါလေဆိုပြောနေအောင်တွေ့ရပါလိမ့်ရှင်ပြအဲ့ဒါနဲ့ပတ်သက်ပြီးတော့တပည့်တော်ကြလည်းသာသနာ ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တိတ်ခဏဆက်ဆက်နားမလဲရှင်ပြားတို့ကြတော့ပူပြီးနားလဲမယ်ဆိုတော့အားလုံးမနားထောင်ကြီးစုသူရဲ့အားလုံးလည်းမှာ900လောက်ရှိပါတယ်ရှင်ပြားလူကြီး900လောက်ရှိတယ်အဲ့တော့တို့တွေအားလုံးနားလဲရလေအောင်နောက်ထပ် relay ကြီးစုမဲ့သူတွေနားလဲရလေအောင်ရှင်ပြားရှင်းပြစေချင်ပါတယ်ခင်ဗျာရှင်ပြားတကယ်တော့တကယ်တော့ပြောတဲ့ကိစ္စဟာခုနကအဲဥအောင်စီရပါသူ့ရဲ့ ဘဝတမိုင်းအထုပ်ပတ်ဒီရည်တဲ့ထဲကအကြောင်းတရားတစ်ခုလို့ဦးဇင်းတို့သိရပါတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပါဠိတော်အထောက်ထားရှာလို့လဲပြီးနိုင်မယ်မထင်ပါဘူးဘာကြောင့်လဲဆိုတော့ဘုရားရဲ့တုတ်ဝင်းဤအပြီးတမှာပါဠိတော်ထဲမှာမပါဘူးလို့ပြောရင်ရနိုင်တဲ့အရာတစ်ခုကိုလူတွေကဥမာဆိုတော့ဦးဇင်းတို့မကွေးဆိုလဲမြတ်တော်ဘုရားကြွားခဲ့လို့ ဟလာဟိုဖရာရဲ့တလွန်တော်တို့ဒါတွေကိုပြောမယ်ဆိုရင်မြတ်စွာဘုရားမြမပြီကိုကြွမှုသလားဆိုတဲ့ဇလန်းနေရှိလာမယ်လေဒါပေမဲ့ကိုကြည်ညိုတဲ့ကိုရဲ့မင်းကိုကိုကကိုချီးမြောက်ကြတယ်ပေါ့နောက်ပြီးကြတော့သူတထူးရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ဒီပလိုမေစီပဲပြောရမလားပြောတတ် ဆရာနည်းနည်းအတန်မကြားလို့ရှိနေ။အော်။ကြောင်ညာရန်ဝင်လို့ဖြစ်ပါလိမ့်မယ်။ BNI အဲ့လိုကြောင်ညာဝင်တာနော်။တို့လို့စီမှာကြောင်ညာ policy ဘယ်လိုရှိလဲမသိဘူး။ဟုတ်တယ်ဟုတ်တယ်။ဆိုတော့အဲ့တော့ဥုံစရာထုတ်ပတ်ဒီမှာဥုံစရာထုတ်ပတ်ဒီမှာရေးခဲ့တဲ့ဒါဟူညမရထမဟာဘိဒတကပဏိတာဘွဲကံဆရာကြီးပါဠိဆရာကြီးဥသောဆိုတော့သူကိုယ်ရင်ပါဠိဆရာဖြစ်တော့သူကပါဠိလေးတွေနဲ့ ဇတ်တော်လေးတွေရောညှပ်ပြီးတော့ရေးခဲ့တဲ့သဘောလို့ထင်ပါတယ်။ဒါရွှေပြည်သိမ်းကန်းစာနှိဒန်းဆိုတဲ့စာအုပ်မှာရေးခဲ့တာပေါ့။ဟိုဗိုလ်ချုပ်မွေးမောင်လိုင်းပြောသွားတဲ့ထဲမှာတော့1938မှာပြန်ထုတ်တဲ့စာအုပ်တို့ဒါတွေကတော့ပြောပါတယ်ဒါတကြက်ရှိပဲပဲတန်တယ်။ရေကျော်ရ မောင်ကူမာရီလန်းဆိုတော့ဟိုရှင်ကပါဠိဆရာကြီးဦးချစ်ဆိုရပြန်တီးဖြတ်တယ်ပေါ့။ရွှေအိုးကြီးဆေးတိုင်းနဲ့စာပုံနှိပ်တိုင်း အဲ့ရမတော့ဥအောင်စီကထုတ်ပတ်ဒီထဲမှာပါတာပါစာမျက်နှာ40ရှစ်မှာပါတာပေါ့ဒါဥစဉ်အနေနဲ့ပြောရင်တော့ဖျားဖြစ်တော်စင်မဟုတ်ပါဘူးဒီဥအောင်စီကဆိုတာလေဖျားလောင်းပေါ့အဲ့ကြောင့်အလောင်းမင်းတရားကြီးလို့သူကဆိုတာပေါ့ဖျားစုပန်နေပေါ့ဒါကြောင့်အဲ့ဒီအကြောင်းကိုရင်းရနေပြီးတော့အာနန္ဒာပြုံးခဲ့တာရသော်ဖျားပြုံးတာနေတယ်လေ အဲ့ဒါဆိုရင်ဟိုမြတ်စွာဘုရားတသက်မှာနှစ်ခါလောက်ပြုံးခဲ့တယ်လို့စာပေအရဆိုတာဟုတ်တင်ပါရှင်ဗျာအဲ့တော့ဟိုဒါအာနန္ဒာနဲ့ပြုံးတဲ့အခါမှာခုနကကြွက်မင်းနဲ့အဲနောက်နှစ်နှစ်ထောင်ကျော်တဲ့အခါမှာဆိုရင်ဗျာဒိစကားဟာပါဠိတော်အနည်းနဲ့တော့ရှိမယ်လို့ဥစဉ်မထင်ပါဘူးဒါတိုးဆောင်12မျိုးလို့ဆိုရင်ဆိုတာရှေ့တုန်းကအဲ့ခစ်ကမညာနဲ့ပြောရရင်တော့ခရိယန်ကျမ်းနေမြန်မာနိုင်ငံမှာပြုစုနေတဲ့အချိန်ပေါ့ ်ပါရှင်။ဟိုဂျက်စင်မြန်မာနိုင်ငံရောက်လာပြီးရဲ့နောက်ပိုင်းဖြစ်နေတဲ့ကာလတွေပေါ့။ဟို မြန်မာတမိုင်းကိုမင်းတို့မင်းနောက်မှဒီဆောက်ဒီရထွက်လာတော့ဥအောင်စီရဆိုရယ်ရှေ့မှာအများကြီးစောခဲ့တာဟုတ်။တင်ပါရှင်။အဲ့တော့အဲ့ဆောက်ထဲမှာပါခဲ့တယ်ဆိုတော့ယူရှားလူမျိုးဖြစ်လက်တန့်ရုရှားလူမျိုးဖြစ်လက်တန့်ဆိုတဲ့ဇာတ်ရည်ဟာထိုရုရှားလူမျိုးတွေလက်နက်စကြာမျိုးမျိုးတိုက်ရိုက် လက်နဲ့ဆက်ကြရှင်ဖြစ်လက်တန့်ဆိုတဲ့ဇကားတွေဟာအိုက်ခစ်ကဗျာဒိစကားဆိုပေမဲ့အခုလက်တွေမှန်နေတယ်ပေါ့ဒီမှာရှင်ဒါဟိုနမိတ်ဖတ်ခဲ့တယ်ပဲဆိုဆိုအဲ့နမိတ်နဲ့ဓာတ်ရိုက်ကိန်းတပောင်နဲ့ညီခဲ့တယ်လို့ပြောရမယ်စကားမျိုးသာဖြစ်နေတာပါဒီပေါ်မှာ